အစာရင်ကင်ဆာဆိုတာအတိနောက်ကြပြီးအဖြစ်များတဲ့ကင်ဆာတွေထဲကတစ်ခုပါ။တိပီဆိုရင်လည်းအဆင့်3-4လောက်ဖြစ်နေပါပြီ။အခုတစ်ခေါက်တော့အစာရင်ကင်ဆာရဲ့လက္ခဏာတွေကိုပြပြပေးပါမယ်ရှင်။အစာရင်ကင်ဆာအကြောင်းမပြောခင်မှာကျမတို့ရဲ့ channel လေးကို subscribe လေးမလုပ်ဝသေးရင် subscribe လေးလုပ်ထားပေးပါအောင်ရှင်။ အစာရင်ဆိုတာအဆစ်တွေနဲ့ပြည့်နေပေမဲ့အထဲကိုဝင်လာသမျှအစာအစာတွေကိုအကောင်အဆိုးမရွေးချိဖက်ပေးရတာလည်းသူပါပဲမြန်မာနိုင်ငံမှာရှိတဲ့အစာတောက်တွေတော်တော်များများစိုးစည်းတွေတာရှိခံအောင်ထားတဲ့ဓာတုပစ္စည်းတွေပါဝင်တာကြောင့်အစာအိမ်ကပိုပြီးတော့တန်ခိုင်းရပါတယ်အစာအိမ်ကအကြီးဖြစ်တယ်လို့သူ့ရဲ့ပဲအဆစ်ပိုင်းမှာမဆိုကိစ္စဖြစ်နိုင်ပါတယ်ဥမာပြောရရင်အစာရင်မျိုးပြုံးနဲ့ဆက်နေတဲ့နေရာမှာဖြစ်မလားကိုယ်ထဲမှာဖြစ်မလားဒါမှမဟုတ်ထိပ်ပိုင်းမှာဖြစ်မလား ဥနဲ့ဆက်တဲ့နေရာနားမှာဖြစ်မလားဘယ်နေရာမှာဖြစ်ဖြစ်ဖြစ်နိုင်ပါတယ်ကိစ္စအမျိုးအစားကလည်းအလုံးအကျိလားအနာအကျိလားအချွဲထုတ်တဲ့ကလင်းတွေကဖြစ်လာတယ်ကိစ္စအကျိလားဆိုပြီးတော့အမျိုးမျိုးရှိပါတယ်နော်အဆိုင်ကိစ္စမှာကိစ္စရဲ့လို့ပြောဖို့လက္ခဏာတိသက်မရှိပါဘူးဒါကြောင့်ဖြစ်လို့ဖြစ်မှန်းတော့မသိပဲတည်တဲ့အချိန်ကြာယောဂါကအတော်လေးရှင်နေပါပြီဒါကြောင့်အခုပြပြမယ့်လက္ခဏာလေးတွေရှိလာရင်တော့သတိထားပြီးပါနော် စာပိုင်းမှာဆိုရင်အစာမကြေတာလေပွားတာမျိုးနဲ့ပြို့တာအစာအတော့ပြက်တာတွေဖြစ်နိုင်ပါတယ်ဒီလက္ခဏာတွေခန်းစားရတိုင်းအစာရင်ကိစ္စတော့မဟုတ်ပါဘူးဒါပေမဲ့အရင်ကဒီလိုဖြစ်လေဖြစ်တတ်မရှိဘဲနဲ့အခုမှစဖြစ်လာရင်ဒါမဟုတ်အသက်40ကျော်မှစဖြစ်ရင်တော့သတိထားသင့်ပါတယ်နော်ဆီယဝန်နဲ့တိုင်ပင်ပြီးလိုအပ်ရင်အစာအိမ်မှန်ပြောင်းလေးကြည့်ပေးသင့်ပါတယ်စောစောတည်လေးကုလို့ရလိမ့်ပါပဲယောဂရင်လာရင်တော့ဘိုက်အောက်တာတွေဝမ်းထဲမှာသွေးပါတာတွေအန်အာတွေဖြစ်နိုင်ပါတယ် သိတာတဲ့အချက်ကတော့အစာအိမ်ထဲမှာအကျိတ်ခံနေတာကြောင့်အရင်လိုကောင်းကောင်းမစားနိုင်ပါဘူးမျိုးချရခတ်တာတွေဖြစ်နိုင်တယ်အထူးသဖြင့်အစာရည်မျိုးပြိုနဲ့ဆက်နေတဲ့နေရာတွေကကိစားတွေဆိုပိုပြီးတော့ဖြစ်နိုင်ပါတယ်မနက်စာကိုပုံမှန်အတိုင်းစားနိုင်ပေမဲ့နေ့လယ်စာနဲ့ညစာကနည်းသွားပါတယ်တချို့ဆိုညစာကိုလုံးဝမစားနိုင်တော့ပါဘူး ိုက်မှာအလုံးစမ်းမိတဲ့မျိုးလည်းရှိပါတယ်။တဖြည်းဖြည်းပိန်လာတာမျိုးတချို့ဆိုလပိုက်အတွင်းမှာအရိုးပေါ်အရည်တင်ဖြစ်လာပါတယ်။ဘာလို့လဲဆိုတော့အစာအသောက်ပြတ်တာမြိုချရမကောင်းတာအန်ထွက်တာတွေကြောင့်အာဟာရချို့တက်လာလို့ပါ။ဒီလိုအခြေအနေဆိုရင်တော့စိရုပ်မြင်မြင်လေးတွက်လိုက်တာကအကောင်းဆုံးပါပဲ။ဘလိုလူတွေမှာအဖြစ်များလဲဆိုရင်တော့အဝလွန်နေသူတွေအသီးရွက်အစားနေတဲ့သူတွေအငန်းစားတဲ့သူတွေ အကင်စားတဲ့သူတွေမိသားစုမှာ SIRK စာမျိုးရိုးရှိနေဖြစ်နိုင်ပါတယ်။ နောက်ပြီးတော့ H pylori လို့ခေါ်တဲ့အစာအိမ်ရောင်စေတဲ့ဘက်တီးရီးယားတွေခဏခဏကူးစက်ခံရမယ်ဆိုရင်လည်းဖြစ်နိုင်တယ်။နောက်တစ်ခုကနာတာရှည်အစာအိမ်ရောင်ရင်လည်းဖြစ်နိုင်ပါတယ်။သွေးရနယ်ယောဂါရှိရင်လည်းဖြစ်နိုင်တယ်လို့ဆလိတ်ဆွဲတောက်တာနောက်အစာအိမ်မှာအသက်ပိုအလုံးတွေရှိနေရင်လည်းဖြစ်နိုင်ခြင်းများပါတယ်နော်။ထူးထူးခြားခြားအေးသွေးသမားတွေကပိုပြီးတော့ဖြစ်နိုင်ပါတယ်။ဒါကတော့ခိုင်လုံတဲ့အထောက်အထားတွေတော့သိချာမရှိသေးပါဘူးနော်။ထိုက်ပြီးတော့ရှာရအောင်ပါပါ။ ကိစ္စမဖြစ်ချင်ရင်ခုနကပြောတဲ့အချက်တွေကိုရှောင်ရုံပါပဲမျိုးရိုးဗီဇာကြဖြစ်တာကိုတော့ရှောင်လို့မရပါပဲကိုယ့်ရဲ့နေထိုင်စားတောက်ပုံကိုပြောင်းလဲလိုက်ရင်တော့အထိုင်းလျောက်ကောက်ဝဲနိုင်ပါမှာဥပမာပြောရရင်လေ့ကျင့်ခန်းလုပ်တာလေ့ကျင့်ခန်းလုပ်လို့ဝိုင်းချရင်ကိစ္စဖြစ်နိုင်ခြင်းလည်းနှဲသွားပါရဲ့နော်နောက်တစ်ခုကအတိရွတ်စားပေးပါနော်။နေ့စဉ်စားတဲ့အထဲမှာအတိရွတ်တစ်မျိုးမျိုးပါပါစေ။ နောက်တစ်ချက်ကအငန်လျှော့ပေးပါနော်ကင်ထားတာတွေပြုပြင်ထားတဲ့အစားအစာတွေတာရှည်ခံပစ္စည်းပါတဲ့အစားအသောက်တွေကိုတက်နိုင်သမျှလျှော့စားပေးပါ က်တစ်ခုကတော့စလိတ်မတောက်ပါနဲ့နော်တောက်နေတဲ့သူကလည်းဖြတ်လိုက်ပါဘာလို့လဲဆိုတော့စလိတ်ကအစာအိမ်ကိစ္စအပါအဝင်တခြားကိစ္စတွေကိုလည်းဖြစ်စေနိုင်ပါတယ်နောက်တစ်ချက်ကအစာအိမ်ရောက်နာကိုအမြင့်ပြအောင်ကုပေးပါနော်အစာအိမ်ရောက်နာရဲ့အဓိကတရားခံက H pylori bacteria ပါပဲဒီ bacteria ကပိုးသတ်ဆေးကိုတခြားတောက်ရင်ပျောက်ပါတယ်ဒါကြောင့်ရောဂါကိုမွေးမထားဘဲနဲ့အမြန်လေးကုလိုက်ပါခဏခဏကြောင်နေရင်တော့ကြာလာရင်ကိစ္စဖြစ်သွားပါလိမ့်မယ်နော် နောက်တစ်ချက်ကအစာရင်ထိခိုက်စေတဲ့အရာတွေကိုရှောင်ပေးပါအထူးသဖြင့်အကြက်ခဲပြောက်စေတွေပါ အကြက်ခဲပြောက်စေတွေက အစာအိမ်ကိုသွေးယိုစေတာအနာဖြစ်စေတာအကြောင်းကြာလာရင်ကိစ္စဖြစ်လာတတ်ပါတယ်အကြက်ခဲပြောက်စေတွေကိုဆွဲတောက်နေမယ့်အစာဆီယံဝန်နဲ့ပြပြီးတော့တေချာကလေးကုပေးပါရှင်ခုလောက်ဆိုရင်တော့အဆိုင်ကိစ္စရဲ့လက္ခဏာတွေနဲ့အဆိုင်ကိစ္စမဖြစ်အောင်ဘာတွေရှောင်ရမယ်ဆိုတာကိုတည်တော်လောက်ပြီးလို့ထင်ပါရဲ့နော်ကျမတို့ channel လေးကို subscribe လေးလုပ်ထားပေးပါအောင်ရှင်